မင်္ဂလာပါဒီနေ့ RJ Health Tip ဖြစ်မျှဝေပေးမှာတော့ကျန်းမာရေးအတွက် inflammation ကိုထိန်းသိမ်းကြည့်မယ်ဖြစ်ပါတယ် inflammation ကကဘာမှာခုဆိုရင် silent killer လို့တော့နာမည်ပေးထားတယ် inflammation ဆက်ဖြစ်တဲ့အချိန်မှာဘာမှမသိလိုက်ပြီးတော့ inflammation ဖြစ်တာကြောင့်အဲ့နေရာကနေပြီးတော့တဆင့်တခြားယောဂဖြစ်တဲ့အတွက်ဒီ inflammation ကြောင့်အဲ့ယောဂဖြစ်တယ်ဆိုတာတော့ယောဂဖြစ်တဲ့အချိန်မှာတော့မသိတာအလောက်ထိကို inflammation ကဆိုးတယ် လူကိုထိလိုက်တာလဲဖြည်းဖြည်းချင်းစီထိလိုက်တာအဲ့ဒါကြောင့်မို့လို့ပို့ပြီးတော့နောက်နှစ်ပေါင်းများစွာချိန်ကြာတဲ့အချိန်မှာတည်ပြီးတော့အဲ့ဒီအချိန်မှာလူက chronic yoga တခုခုပေါ့နော်ကျမကြီးမကောင်းတာတွေအဲ့လိုဖြစ်တဲ့အချိန်တွေရောက်တော့မှဒီ inflammation ဖြစ်နေအောင်သိရဒါတော့ဘယ် inflammation ကြောင့်ဖြစ်လဲဆိုတာကိုအဲယောဂကိုကြည့်ပြီးတော့ခမန်းလာတော့နည်းနည်းခတ်တယ်ကျွန်တော်ဥပမာလေးတွေရှင်းပြပေးမယ်လူခန္ဓာကိုယ်မှာရှိတဲ့ ဒီ gut lining ရှိမယ်ပြီးတော့ blood brain barrier ရှိမယ် skin lungs lining ရှိမယ်အဲ့ဒီနေရာတွေမှာ inflammation တွေသွားဖြစ်လို့ရှိရင်အရန်အနေအများတယ် inflammation ကခန္ဓာကိုယ်မှာတကိုယ်လုံးမှာဘယ်နေရာမှာမဆူဖြစ်နေနိုင်တာပဲအပြင်မှာဖြစ်လို့မြင်ရတဲ့ရောင်ရမ်းခြင်းဆိုတာရှိမယ် inflammation ရဲ့ရောင်ရမ်းခြင်းမြန်မာလိုခေါ်နော်အပြင်မှာဒီအပြင်မှာဖြစ်လို့ထိခိုက်ခိုက်မိလို့ရောင်ရမ်းတာမြင်ရတဲ့ဟာရှိမယ်အဲ့ဒါကိစ္စမရှိဘူးမမြင်ရတဲ့ inflammation အတွင်းထဲမှာဖြစ်နေ inflammation ကပြဿနာ အဲ့ဒီတွင်းတော့ inflammation ဖြစ်တာတော့နေရာတိုင်းဖြစ်နေတဲ့အထက်မှာဆိုတော့ကျွန်တော်ပြောသွားတယ် cut line နေ cut line နေဆိုတာကဒီဥထဲမှာဥတွင်းထဲမှာဒါကျွန်တော်စားတောက်တွေရှိမယ်ဒါအညစ်ကြေးတွေရှိမယ်အဲ့မှာ bacteria ပေါင်းစုံရှိမယ်ကောင်းတဲ့ bacteria မကောင်းတဲ့ bacteria တော့ဥဥထဲမှာဥမာရေးမှာအဲ့ဒီ bacteria တွေ toxin တွေဒီအညစ်ကြေးတွေအနေရရှိတာတွေအစိတ်တောက်တွေဒီခန္ဓာကိုယ်ရဲ့မရောက်သွားဖို့အတွက်ကို ဒီ lining လေးရဲ့ကတ်တရ lining ပေါ့ဥသေးနဲ့ဥမာကြီးမှာရှိရဲပြီးတော့အဆိုင်တွင်းနဲ့နိုင်ရ lining ပေါ့အဲ့ lining တွေကအရေးကြီးတယ်အထူးသဖြင့်ဥသေးနဲ့ဥမာကြီးရဲ့အတွင်းထဲက lining ပေါ့နော်အတွင်းထဲက lining မှာသွားပြီး inflammation ဖြစ်တယ်ဆိုလို့ရှိရင် inflammation ဘလို့ဖြစ်လဲဆိုတော့ပြင်ရှင်းပြပေးမယ်အခုကအဲ့ lining တွေမှာ inflammation ဖြစ်တယ်ဆိုလို့ရှိရင် inflammation ဖြစ်တဲ့နေရာလေးတွေမှာဒီ leaky gut ဆိုပြီးတော့သူကခေါ်တယ်ဒီ gut lining ကမကောင်းတော့မကောင်းတော့တဲ့အတွက် အဲ့ဒီနေရာတွေကနေတဆင်ဒီအတွင်းထဲရှိတဲ့ toxin နဲ့ bacteria တွေခန္ဓာကိုယ်တွင်းနဲ့သွေးထဲကိုမမရောက်တဲ့နေရာတွေအကုန်လုံးကဒီ gut line နဲ့မကောင်းတဲ့အတွက်ရောက်သွားမယ်ရောက်သွားပြီးအဲ့ရနေတဆင်ရောဂါတွေဖြစ်မယ်ပြီးလို့ရှိရင် blood brain barrier လည်းအဲ့တိုင်းပဲအုံနောက်ထဲမှာသွေးကြောလေးတွေရှိအဲ့သွေးကြောလေးတွေမှာသွေးတွေအစီစင်နေတယ်သွေးထဲမှာရှိတဲ့ဓာတ်တချို့ကအုံနောက်ထဲကိုရောက်လို့မရဘူးအဲ့ဒါကြောင့်မို့လို့သူက blood brain barrier လို့ခေါ်တယ်သွေးထဲကိုရောက်သွားတိုင်းကျွန်တော်စားလို့တောက်လိုက်လို့ပြန်ဘာကြောင့်မဖြစ်ဖြစ်သွေးထဲကိုရောက်သွားတိုင်း ရာတိုင်းကအုံနောက်ထဲကိုမရောက်ဘူး blood brain barrier နဲ့သူက cover လုပ်ထားပေးတယ်ဒါပေမဲ့ insulin resistant ဖြစ်ပြီးတော့ဒီအုံနောက်ထဲကသွေးကြောလေးတွေ insulin resistant ဖြစ်မယ် insulin resistant ဖြစ်တာနဲ့ HLD တွေ inflammation ဖြစ်မယ်အဲ့ inflammation ဖြစ်လာတဲ့အချိန်မှာ inflammation ကြောင့်ဒီ blood brain barrier မကောင်းတော့ဘူးမကောင်းတော့တဲ့အတွက်သွေးထဲကနေပြီးတော့မရောက်တဲ့ဟာတွေကအုံနောက်ထဲကိုရောက်ကုန်တယ်ဒီ toxin တွေအပြင်ကိုဘာတွေရှိသေးလဲဆိုတော့ကျွန်တော်တို့ visceral effect visceral effect ဆိုတာခန္ဓာကိုယ် one twin ကောင်းတဲ့ effect အပြင် effect မဟုတ်ကိုင်လို့ရတာမဟုတ် one twin ကောင်းတဲ့ effect အဲ visceral effect ကဝါတဲ့လူတွေက visceral effect ပါဗိုက်ကြီးတွေဖောင်းလာမယ်အဲ visceral effect တွေညားလာတာ ਨੇ visceral effect တွေက metabolic deactive ဖြစ်တဲ့အတွက် cytokine လို့ခေါ်တဲ့ protein တချို့တွေကိုထုတ်တယ်။အဲ့ cytokine protein เนี่ยလူကို inflammation ဖြစ်စေတယ်။ခန္ဓာကိုယ်တကူလုံးဝရှိတဲ့ cell တွေကို inflammation ဖြစ်စေတယ်။ blood brain barrier ကသွေးကြောလေးတွေကမကောင်းတော့ပဲ inflammation ဖြစ်မကောင်းတော့ဆိုရင်အဲ့ cytokine protein เนี่ยအစားအုံနောက်ထပ်ရောက်သွား။အုံနောက်ထပ်ရောက်သွားပြီးအုံနောက်ထပ်အတွင်းရှင် neuron တွေ tissue တခြား tissue တွေမရောက်တဲ့နေနေတွေသူကရောက်ပြီးအဲ့နေရာတွေမှာ inflammation ဖြစ်အောင်လုပ်တယ်။အဲ့ဒီကနေတစင်းဒီ ဒါ neuro disease တွေလို့ပဲခေါ်ရမှာပေါ့နော်ဒီအုံနောက်အတွင်းထဲမှာ inflammation ဖြစ်ပြီးရဖြစ်တဲ့ disease တွေအဲ့ဒါတွေက ADHD ရှိမယ် autism ရှိမယ်ပြီးရင် Alzheimer Parkinson စတဲ့ dementia ယောဂမျိုးမျိုးပေါ့အဲ့လိုမျိုးမျိုးတွေဖြစ်မယ်ပြီးရင် stress စိတ်ကြယောဂဖြစ်တယ်ဆိုတာကလည်းဒီလိုပဲ blood brain barrier မကောင်းတဲ့အတွက်မရောက်တင်တာတွေသွေးထဲကနေတဆင်အောင်နောက်ထပ်ရောက်သွားတဲ့အချိန်မှာဒါစိတ်ကြယောဂတွေဖြစ်တာမျိုးတွေလည်းရှိတတ်တယ် ပြီးရင်နောက်တဲ့ line နဲ့နောက်တစ်ခုက skin lines line နဲ့ဒါကတော့ရှင်းတယ်ကျွန်တော်အသက်ရှူသွင်းလိုက်တယ်ဒီလေထဲမှာပါတဲ့ဟာတွေအကုန်လုံးကသွေးကြောတဲ့ခန္ဓာကိုယ်တွေကိုမရောက်တော့ဒီ line ချက် line တွေကနေပြီးတော့ဒါ cover လုပ်ပေးထားတယ် oxygen တို့ဘာလို့ carbon dioxide တို့ဒါဖြတ်သွားတင်လာတယ်ပဲသူကပြီးပြတ်ပြီးတော့ဂျန်နဲ့မတင်တော်တာတွေပြီးမဖြတ်ဘူးပေါ့ဒါအကြမ်းမြင်ပြောပြအဲ့ဒီမှာလဲ inflammation သွားဖြစ်တယ်ဆိုတာနဲ့အဆုတ်ယောဂါတွေမဖြစ်တဲ့အဆုတ်ယောဂါတွေအမျိုးမျိုးကြောက်ရွံ့ပေါင်းတာတွေအကုန်ဖြစ်တော့တယ် ဒါ inflammation ကြောင့်ဖြစ်တဲ့ယောဂတွေကျွန်တော်အကြမ်းမြင်ပြောပြပေးတာအဲအဲ့ဒီမှာပိုကြောက်စရာကောင်းတာတွေကဘာတွေဖြစ်လဲဆိုရင် inflammation ကြောင့် autoimmune disease တွေဖြစ်ကုန် autoimmune disease ကြာကြာဘလို့ဖြစ်တာလဲဆိုတော့ခန္ဓာကိုယ်မှာ immune system ရှိတယ် immune system ကဒီမကောင်းတာတွေကိုတိုက်ဖြတ်ပေးမယ်ကောင်းတာတွေကိုဘာမှမလုပ်ဘူးဆိုပြီးသူကနေရတယ်ဒါပေမဲ့ cytokine တွေတခုလုံးမှာ overload တွေဖြစ်နေအုံနောက်တဲ့အချိန်အဲ့မှာလဲ inflammation တွေဖြစ်နေမဲ့ cytokine တွေ overload ဖြစ်နေပြီးဆိုရင် immune system မှာထပြီးကြောင်သွား။သူက confuse ဖြစ်သွား။ဒီ cyclin ရမ်းများနာတာခန္ဓာကိုယ်ကြီးတစ်ခုလုံးကဒါအရင် inflammation တွေဖြစ်နေမဖြစ်တင်တာဖြစ်နေတိုက်ပြမှရမ်းများနဲ့ထတော့ထတော့ဆိုပြီးတော့အဲ့မှာ immune system ထပြီးတော့အလုံးလုံးပြီးတော့မလုံးတာလဲဆိုတော့ခန္ဓာကိုယ်မှာကောင်းနေတဲ့ cell တွေပုံမှန်ဖြစ်နေမတိုက်ခိုက်တင်တာတွေကိုပါဆပြီးတော့ immune system တိုက်ခိုက်တာအဲ့ဒါတွေကို autoimmune disease လို့ခေါ်တယ်။ autoimmune disease ကြီးကတော့အရင်ကြောက်စရာကောင်းတယ်။ပြောရရင်တော့ အင်ဆူလင်ကြောင်းလဲပြီးခဲ့တဲ့ဗီဒီယိုမှာအများကြီးပြောထားတဲ့အတွက်ပထမဆုံးဥမာကတော့ type 1 diabetes အင်ဆူလင်ထုတ်ပေးတဲ့ beta cell ဆိုတာတွေက pancreas မှာရှိတယ်။အဲ့ဒီ cell တွေက inflammation ဖြစ်ပြီးတော့လုံးမလုံးတော့ဘူး။အဲ့မှာအင်ဆူလင်ကလုံးဝထွက်မလာတော့ဘူး။အဲ့ဒီအရင် type 1 diabetes ဖြစ်တယ်။ပြီးရင်နောက်တော့ inflammation ကြောင့်ဖြစ်တဲ့ autoimmune disease တွေမှာ rheumatoid arthritis lupus multiple sclerosis အများကြီးပဲ ရှင်းပြောရင်အကုန်လုံးအားကြောက်စရာယောဂါတွေပဲအဲဒီယောဂါတွေတခုမှမဖြစ်ပါစေနဲ့လို့ကျွန်တော်အားလုံးကိုလည်းအများအားဆုတောင်းပေးပါရယ်။ဘာဖြစ်လို့လဲဆိုတော့အရန်ကြောက်စရာကောင်းလို့ပါ။နောက်ထပ်အရေးကြီးတာတစ်ခုကတချို့လူတွေရဲ့ genetic အဆင်မပြေတာပေါ့နော်။ genetic တချို့ဥမာ HLA gene တချို့က genetic predisposition လို့ခေါ်တယ်။အဲ့လိုကြီးမကောင်းတာမျိုးရိုးလေးလိုက်တတ်တယ်။အဲ့ကြီးမကောင်းတဲ့လူတွေကြတော့ inflammation ကိုနည်းနည်းလေးဖြစ်လိုက်တာနဲ့ အော်တိုအီမျူးဒစီစီအလွယ်တကူဖြစ်တော်တာပဲတာမန်လူအိတ်ဂျင်းကောင်းတဲ့လူတွေကအလောက်မဆိုးဘူး inflammation နည်းနည်းဖြစ်ုံနဲ့အလိုမဖြစ်ဘူးဒါပေမဲ့အိတ်ဂျင်းမကောင်းတဲ့လူတွေကတော့ inflammation နည်းနည်းလေးဖြစ်လိုက်တာနဲ့အော်တိုအီမျူးဒစီစီကအလွယ်တကူဖြစ်တတ်တယ်ဒါကြောင့်ကျွန်တော်ကအခုဒီနေ့ RJ Health Tip ပေးနေရတဲ့အကြောင်းရင်းအားနဲ့ insulin resistance ကြောင့်ဖြစ်တဲ့ယောဂါတွေပြီးတော့ဒီ inflammation ကြောင့်ဖြစ်တဲ့ယောဂါတွေဒါတွေကတကယ်တမ်းမဖြစ်သင့်တဲ့ယောဂါတွေ ကျွန်တော်ပြောနေတဲ့အစားအသောက်နေတိုင်းဆင်ကျင်လိုက်ုံနဲ့ဒီယောဂတွေကိုမဖြစ်အောင်ကျွန်တော်အာမခံတယ်။ဒါကြောင့်လည်းကျွန်တော်ဒီ health tips ကိုပေးနေတာ။ကဲဒီတော့ inflammation မဖြစ်အောင် inflammation ဘာကြောင့်ဖြစ်လဲ။ဘာကြောင့်ဖြစ်လဲဆိုရင်ဒီ inflammation ဖြစ်တာအကြောင်းအရာတွေကအများကြီးရှိတယ်။အဲ့ဒီထဲမှာကျွန်တော်တို့သတိထားလို့ရတယ်။ကျွန်တော်တို့လုပ်တဲ့အထက်မှာဆင်ကျင်လို့ရတဲ့လေးတွေကိုကျွန်တော်ပြောပြပေးမယ်။ ဒါလေးတင်မဟုတ်ဘူးเนาะတခြားအကြောင်းအရာတွေအများကြီးရှိသေးတယ်ကျွန်တော်တေချာအောင်ပြောပြနေတာဒါပေမဲ့ဒီအရာတွေကကျွန်တော်တို့ဆင်ကျင်လို့ရတယ်အဲ့ဒါလေးတွေကိုကျွန်တော်ရှင်းပြပေးမယ် inflammation က chronic infection တွေဖြစ်ရင် inflammation ဖြစ်တတ်တယ်ဒါ chronic infection တွေကတော့ဒါတချို့အရာတွေက disease တွေကြောင့်ပေါ့နော်ယောဂတွေကနေတဆင်ဖြစ်တာတွေများတယ်အဲ့ဒီကနေ inflammation တွေဖြစ်တတ်တယ်နောက်ပြီးတော့ ခန္ဓာကိုယ်မှာမလိုမလိုလားအပ်တဲ့ရေပြားပုံးပယ်လာတဲ့ glue cider နဲ့ infection တွေဝင်ပြီးတော့အဲ့ဒီကနေတဆင် toxin တွေကခန္ဓာကိုယ်အတွင်းထဲကိုရောက်ပြီးတော့ inflammation ဖြစ်တာမျိုးလည်းရှိတတ်တယ်အဲအားကြောင့်မို့လို့ဒါလည်း glue cider ပေးပါနောက်တစ်ခုက process food တွေက inflammation ကိုဖြစ်စေတယ် process food တွေဆိုတာကကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာရှောင်ခိုင်းထားတဲ့တကြားပါတဲ့မုန့်နေ နောက်ပြီးတော့အထုံနဲ့လာတဲ့ဟာတွေဂျုံနဲ့လာတဲ့မုတ်ကြောက်တွေအစုံပြီးတော့ပေါင်မုံနဲ့ကိတ်မုံမှာပါတယ်ဂျုံနဲ့လုတ်ထားတဲ့တည်းကအဲ့ဒီဟာတွေအကုန်လုံးက process food တွေလို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ through ကို process တွေအများကြီးလုပ်ထားပြီးသားကျွန်တော်ရှင်းပြတဲ့အတိုင်းပဲ။သမင်းကကစီတက် okay ကစီတက်ဆိုပေမဲ့သမင်းကရေနဲ့ပဲချက်လိုက်တဲ့ processor တစ်ခုပဲလုပ်ထားတာ။ ဂျုံကကြတော့ဂျုံကိုအမှုန့်ကျိတ်တယ်အမှုန့်ကျိတ်တာမှအဆင်းဆင်းနေရှိသေးတယ်အဲ့မှာ processing အများကြီးလုပ်လိုက်တယ်ပြီးတော့အဲ့ဂျုံကိုရေနဲ့ဟိုဟာတွေဒီ ਐ ပွာစေးတွေအကုန်ထည့်ပြီးတော့မှပြန်ပွာအောင်လုပ်အဲ့မှာ process sound တခုဖြစ်သွားပြီအဲ့ဒီအောင်မှထပ်ပြီးတော့အဲ့ပေါင်မုံကိုกินရသေးတယ်မျိုးပုံတွေမှกินရတယ် process ရအချိန်ချင်းဖြစ်သွားပြီအဲ့မှာ nutrition ရကောင်းတာတွေကအကုန်လုံးဖယ်ထားပြီးတော့ ဒီလူတို့အနေနဲ့ဖြစ်စီတဲ့ဂစီတက်တွေပဲတည်တံ့အိုက်စားလာတွေနဲ့မှပါနေတာဖြစ်တဲ့အတွက်ဒီ process food တွေကိုကျွန်တော်ရှောင်ခိုင်းထားတာအားကြောင့်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုကြည့်ပြီးတော့အစာရှောင်ခိုင်းတဲ့အကြောင်းလေးတွေကိုလည်းပြန်ပြီးတော့လေ့လာလိုက်ပါအဲ့ process food တွေကိုရှောင်ရမယ်ရှောင်မှုရှောင်နည်းတွေလည်းအဲ့ဗီဒီယိုတွေမှာပါတယ်ဘယ်လိုစားရမလဲဘယ်ရည်စားတော့တင်တယ်ဆိုတာလည်း item video တွေမှာပါတယ် ောက်တစ်ခုကတောက်စင်အစိတ်တောက်တွေပေါ့ဒီအစိတ်တောက်တွေရောဘယ်သူမှတော့ဒီအစိတ်အញ្ញယ်ရှိတာတွေကိုဘယ်သူမှတော့ကိုကိုကိုအញ្ញယ်ရှိအောင်လုပ်နေတာမဟုတ်ဘူးဒါပေမဲ့များသောအားဖြင့်ဖြစ်တတ်တာတောက်စင်ကိုဝင်တတ်တာနေတူကသွားလာနေရင်လည်းအထူးသဖြင့်ကအလုံးလုံးတဲ့လူတွေအဲဒီတောက်စင်နေတဲ့အလုံးလုံးကိုင်းတဲ့လူတွေကထိမိတာအရေးပြားနေစိတ်ဝင်တာအနှံ့ရှူမိတာအဲ့ဒါလေးတွေဘာမှမဖြစ်ဘူး အဲ့တောက်ချင်းနေဟုတ်တယ်အမြဲရှိမှန်းတော့သိတယ်အဲအကြောင်းတတိတော့ထားတယ်ဒါမှမဟုတ်တစ်ခါလေးနည်းနည်းပါးပါးလေးရှိနေပါမှဖြစ်ဘူးဒါပေမဲ့အဲ့ဘာမှမဖြစ်ဘူးဆိုလို့သာကိုကထင်လိုက်တာခန္ဓာကိုယ်အတွင်းထဲမှာအဲ့တောက်ချင်းကြီးက inflammation ညာအနေနဲ့မျိုးပေါ်ဖြစ်တယ်တစ်ခါနှစ်ခါဖြစ်တယ် inflammation ခန္ဓာကိုယ်ကထိနိုင်ထိနိုင်အချိန်မောင်းများစွာဖြစ်လာပြီးဆိုရင်ခန္ဓာကိုယ်ကမထိနိုင်တော့နှိမ့်ရှိလာများဖြစ်လာတဲ့အချိန်မှာယောဂါကြီးတခုထားဖြစ်တော့တာ လိုမျိုးဖြစ်တတ်တယ်ဒီတောက်ဆင်တွေကလည်းဖြစ်တတ်တယ်နောက်တောက်ဆင်တစ်ခုကအိမ်မှာမှုတွေပါတွေပေါ့နော်ဒီအိမ်ဗီဒိုတွေနိုင်ရနေအဲ့မှာကတ်တတ်တဲ့မှုတွေရှိတယ်အိမ်တွင်းထဲမှာအဲ့ဒီမှုတွေကအငြင်းရှိတယ်အဲ့မှုတွေကထွက်တဲ့ဟာဒီတောက်ဆင်တွေကလည်း inflammation ဖြစ်စေတယ် ပြီးတော့ stress ဖြစ်လို့ရှိရင်ထွက်တာ cortisol ရှိတယ်အဲဒီ cortisol တွေအများကြီးထွက်ပြီးတဲ့အချိန်မှာ cortisol တွေများလာတဲ့အချိန်မှာ cortisol receptor တွေ downgrade ဖြစ်တာနေအဲဒီအနေနဲ့ inflammation တွေကမတက်တာတော့ပဲနဲ့ပူပူပြီးတော့ဆိုးလာတယ်အဲဒါကြောင့်လူက stress ဖြစ်နေတယ် stress ဆိုတာစိတ်ပီစီမှုစိတ်ကြယောဂါပေါ့စိတ်ပီစီမှုခံစားနေရတဲ့လူတွေရှိရင်လည်းအဲဒီလူတွေကလည်းအတွင်းထဲမှာ inflammation ကိုအလွယ်ကူဖြစ်စေတယ်အဲဒီအရာမှာတစ်ဆင့် stress ကလည်းဖြစ်နေတယ်အစားအသောက်ကလည်း inflammation ဖြစ်စေတယ် မိမိရဲ့မျိုးရိုးလိုက်ပြီးတော့ gene methylation စောစောပြောက် HLA gene ကတက်တက်ကျွန်တော်ပြောနေအခုပြောမယ် methylation gene ဆိုတာတက်တက်အဲ့ဒါအကြောင်းဗီဒီယိုနဲ့တင်တော့တေချာရှင်းပြပေးမယ်ပြီးရင်အောက်မှာ link နေပေးထားပေးမယ်ဒီ gene တွေတစ်ခုခုကြောင်းမျိုးရိုးလိုက်တာတစ်ခုခုကြောင်းနဲ့အဲ့ဒီအရာနဲ့စုံပြီးတော့ယောဂါတွေကအကုန်ဖြစ်တာ အင်ဆူလင်ရစစ်ဆန်ကြောင်းလည်းပါမယ်အင်ဆူလင်အဲ့မှာဒီလူရဲ့နေပုံထိုင်ပုံနဲ့သူ့ဂျီးနဲ့ဖြစ်နေတဲ့ဒီအင်ဆူလင်ရစစ်ဆန်နဲ့ inflammation ပေါ်မူတည်ပြီးတော့အချိုးအစားပေါ်မူတည်ပြီးတော့ဖြစ်တဲ့ယောဂါတော့မတူဘူးဒါပေမဲ့အဲ့ဒီကျွန်တော်ဆောစောပြောသွားတဲ့ယောဂါတစ်ခုမဟုတ်တစ်ခုကတော့ထားပြီးတော့ဖြစ်တော့မှာပါဒါကြောင့် stress ကိုကြဖို့အတွက်ကိုကျွန်တော်ပြီးခဲ့ဗီဒီယိုမှာပေးထားတာတော့ကျမရဲ့တော့အသက်ရှင်နည်းရှိတယ်။အဲ့ဒီအဲ့ဒီနည်းကိုသုံးပြီးတော့ stress ကိုကြလို့ရတယ်။ meditation လုပ်ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော် therapeutic frequency ဆိုပြီးအတန်တချင်းလေးလောက်တာရှိရဲ့အဲဒီ therapeutic frequency တချင်းလေးကိုအောင်းဆိုင်ပြီးနားထောင်လိုက်အောင်းဆိုင်ပြီးနားထောင်တဲ့အချိန်မှာဒါခေါင်းထဲမှာဘာမှရှိပြီးနောက်ပြီးဘာမှမစင်စမ်းနဲ့အတွေးဘာမှမရှိသေးဘဲနဲ့အောင်းဆိုင်ပြီးနားထောင်လိုက်အဲဒီအချိန်ကျရင်လူကတချင်းပြီးသွားတဲ့အချိန်မှာလူကစိတ်လေးနဲ့ကြည်သွားလိမ့်မယ် meditation တေချာလုပ်ပြင်လဲစိတ်လေးနည်းနည်းကြည်သွားလိမ့်မယ် meditation လုပ်တဲ့အချိန်မှာလဲရှေးပြေနောက်ဖြစ်တဲ့အတွေးတွေဘာမှမပေါ်စေနဲ့အဲ့မှလိုစိတ်ကြည်လာမယ်အဲ့လိုစိတ်ကြည်သွားတဲ့အချိန်ကိုလေးကိုအများအားသတိတရားမှတ်ထားလိုက်မှတ်ထားပြီးတော့နေတူကသွားလာလှုပ်ရှားနေတဲ့အချိန်မှာစိတ်တူသွားပြီးတခုစိတ်နောက်ချက်ဖြစ်သွားပြီးဆိုတာနဲ့ အဲ့ဒီစိတ်ကြည်သွားတဲ့အချိန်အဲ့တခြင်းနားထောင်ပြီးလို့စိတ်ကြည်သွားတဲ့အချိန်လေးပဲဖြစ်ဖြစ် meditation လုပ်ပြီးရောတရားထိုင်ပြီးရောစိတ်ကြည်သွားတဲ့အချိန်လေးပဲဖြစ်ဖြစ်အဲ့ကြည်စာလေးတွေပြန်ပြီးရောသတိရလိုက်လို့ရှင်လူကနည်းနည်းကိုယ့်ကိုပြန်ထိန်းနိုင်ပါမယ်အဲ့ကြလို့ရှင်ဒေါသနဲ့မကျေနပ်မှုတွေနဲ့ကိစ္စတွေဖြေရှင်းတာမဟုတ်တော့ဘဲနဲ့စိတ်ရည်နည်းနည်းစိတ်ကြည်နေနဲ့ဖြေရှင်းတဲ့အတွက် life ကပိုကောင်းလာနိုင်မယ် stress လည်းကျလာနိုင်မယ်ပြီးရောအဲ့ဒီအသက်ရှူလေ့ကျင့်ခန်းလေးလုပ်ပြီးပါအဲ့ဒါဆိုလို့ရှင် cortisol ကိုချပြီးတဲ့ stress လည်းကျစေတယ် နောက်ထပ် inflammation ဖြစ်စေတာကအရေးပြတ်တာဒါကတော့ရှင်းတဲ့အရေးပြတ်တာကတယောက်နဲ့တယောက်ကတော့မတူဘူးအလုံးချောင်းရှိမယ်ကိုယ့်အကိုအချောင်းချောင်းရောက်နေရှိမယ်ဒါမှကျွန်တော်ပြောချင်တာကမလိုအပ်ဘဲနဲ့ဖုံးသုံးပြီးအရေးပြတ်တာမလိုအပ်ဘဲအရေးပြတ်တာတွေရှောင်လိုက်မယ်ဆိုရင်လေ inflammation ကိုကိုယ်ကထိမ့်သိမ့်မိသားဖြစ်သွားမယ်ကိုယ်အသက်ရှည်ကိုဖြစ်လာမယ်နောက်တစ်ခုက gut dysbiosis ဥသိင်းနဲ့ဥမာကြီးခန္ဓာကိုယ်ဥလမ်းကြောင်းမှာရှိတဲ့ bacteria တွေက မကောင်းတဲ့ bacteria တွေများတာပေါ့နော်ပုံမှန်ရှိတဲ့အတိုင်းမရှိတော့ဘဲနဲ့မကောင်းတာတွေဖြစ်လို့ရှင် bacteria လေးတွေအဆင်မပြေတာနဲ့ဒီဥလန်းချောင်းဒီ gut lining က inflammation ဖြစ်မယ်အဲဒီအနေနဲ့ချာယောဂါဖြစ်မယ်ဆိုတော့ကျွန်တော်ပြောရတဲ့အတိုင်းပဲဒါက inflammation ကြောင့်ဖြစ်တဲ့ယောဂါတွေနဲ့ inflammation ကိုကျွန်တော်ဘယ်လိုရှောင်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးရပြီးတော့နောက်တစ်ခုကြံနေတဲ့ကျွန်တော်ဒီ RJ Health ပထမဆုံး video ကျမရေးအတွက်ကျက်သွင်းမှုစာသုံးပြီးအဲဒီမှာပြောတဲ့အတိုင်းကျက်သွင်းမှုကိုနေတိုင်းစားပြီးရင်လည်း inflammation ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ inflammation ကိုတတ်ပါစေတယ်ကျွန်တော်ရဲ့ကျမရေးအတွက်ရေးတောင်းနီးအဲဒီအားရေးတောင်းနီးကိုလည်းတောက်ပေးပါအဲ့လိုတောက်ပေးမှဒီအစာအိမ်ထဲကအစာအိမ်ရဲ့ lining အစာအိမ်ရဲ့ lining ကပို့ပြီးကျမရေးကောင်းမယ်အစာအိမ် lining ကျမရေးကောင်းမှလည်းဒီ assignment inflammation မဖြစ်မှပြီးတော့အစာအိမ်နာတာတွေပိုင်းလည်းတတ်ပါမယ်ဒါတော့ဒီ video အတွက်ဒါ inflammation အကြောင်းကိုကျွန်တော်ဒီမှာပဲနေကုန်ချုပ်လိုက်မယ် ီးတော့နောက်ဗီဒီယိုတွေကနေစပြီးတော့ကျွန်တော် topic တစ်ခုကိစ္စတစ်ခုပေါ့เนาะပြဿနာတစ်ခုဥမာအခုကက်ရလာမဲ့ဗီဒီယိုဆိုရင်ကျွန်တော်မျက်နှာမှာဝက်ချံပေါက်တဲ့အကြောင်းဝက်ချံပါကြောင်းပေါက်လဲစားတောင်းနေတိုင်းနေဘလူပါဝယ်လို့ရလဲအရာတွေကိုကျွန်တော်ရှင်းပြပေးမယ်ဝက်ချံကြောင်းပြီးရင်နောက်ဗီဒီယိုကြာရင်ကျွန်တော် weight loss ဝေးချခြင်းနဲ့လူတွေအတွက်ကို ဒီတန်းကျွန်တော်တရားရှင်းပြပေးမယ်။ဒါနေပုံဓာတ်ပုံစားတော့ပုံဒီခန္ဓာကိုယ်အတွင်းလေးကဒီ biochemistry တွေကဘယ်လိုလုပ်လုပ်တယ်ဆိုတဲ့အကြောင်းပေါ့နော် biochemistry pathway တွေ weight loss ပြီးလို့ရှိရင်ကျွန်တော်ဘယ်ဗီဒီယိုလာမလဲဆိုတော့ neuro disease တွေဖြစ်တဲ့ဒါ ADHD autism ပြီးရင် dementia parkinson အဲ့အရာနဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးမယ်ပြီးတော့နေပုံထိုင်ပုံစားတောက်ပုံနဲ့တင်ဘလို့ထိမ့်သိမ့်လို့ရလဲဆိုတော့လည်းကျွန်တော်ထေချာရှင်းပြပေးမယ် topic တစ်ခုချင်းစီကိုကျွန်တော်ထေချာဂရုစားပြီးတော့ပြောပြမှာပါအားလုံးပဲ happy healthy နဲ့ soul fulfilled ဖြစ်တဲ့ life တွေရကြပါစေလို့ဆုတောင်းပေးပါတယ်